ားလုံးပဲမင်္ဂလာပါရှင်ပြည်စုကူရောက်နေနေရတော့စင်ကာပူရဲ့ရာမနန်ညစီပဲဖြစ်ပါလေရှင်ဒီနေရာမှာဘာလို့ရှိပြီးတော့ဘာလို့ဆောက်လိုက်ရဆိုတာကိုပြည်စုနဲ့တို့လက်ကြည့်ကြမယ်နော်အခုပြည်စုရောက်နေတဲ့နေရာကပယန်လေးပါအမာဒီနာမှာရှိတဲ့ဂီလန်စီရီရာမန်ဒန်မဇာပဲဖြစ်ပါလေရှင်ဒီနေရာကစင်ကာပူမှာရှိတဲ့ရမန်ဒန်ညစီတွေကအကြီးဆုံးတစ်ခုပဲဖြစ်ပါတယ်ရှင်။အလုံးပဲမြို့စုနဲ့ဘာကြီးရှိလဲဆိုတာတို့တို့လိုက်ကြည့်ကြပါအောင်နော်။ ရမန္တန်ညစည်းဆိုတဲ့အတိုင်းဒီနေရာမှာကမလေးရှားဆားဆာတော်တော်များများရှိရပါတော့တကယ်လို့ကိုကမလေးရှားဆားဆာတွေထွန်းကြည့်နေဆိုလို့ရှိရင်ဒီနေရာမှာလာပြီးတော့လဲထွန်းကြည့်လို့ရပါတယ်ရှင်ရမန္တန်ဘာသာကအခုလိုမျိုးစင်ကာပူမှာဆိုရင်သူကတစ်နှစ်ကိုတစ်ကြိမ်ပဲရှိပြီးတော့သူတို့ရဲ့ဥပုပ်ကာလမှာပဲရှိတယ်နိုင်မှာကပ်ပဲဖြစ်ပါတယ်ရှင် အခုလိုမျိုးနိုင်မကကတနည်းမှာတစ်ချိန်မရှိရဖြစ်တဲ့အတွက်ကိုကတကယ်လို့စင်ကာပူမှာလေရောက်နေတာဖြစ်စင်ကာပူမှာနေရပဲဖြစ်ဖြစ်ဒီနေရာလေးမှာသွားပြီးတော့ထွန်းကြည့်တင်ပါတယ်ရှင်ဒီနေရာမှာကမလေးဆဆတွေအပြင်မလေးရွေးရဝတ်စုံနဲ့မလေးအသုံးဆောင်ပစ္စည်းလေးတွေပြီးလို့ရှိရင် snack လေးတွေလည်းဝယ်လို့ရပါတော့တကယ်လို့ကိုကမလေးစားချက်တက်တဲ့လူဆိုလို့ရှိရင်ဒီနေရာမှာသွားပြီးတော့တော့ဝယ်လို့လည်းရတယ်ကိုကိုယ်တိုင်ထွန်းကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းထွန်းကြည့်လို့ရပါတယ်ရှင် ဒီစီရဲ့ page တွေကိုလည်း live follow subscribe လုပ်ဖို့လည်းမမေ့ကြပါနဲ့နော်ဒီနောက်မှာကအင်ဒိုနီးရှားစားစာတွေလည်းအများကြီးရှိပြီးတော့မြစုကတော့ mutton biryani လေးကိုမှာခဲ့ပါတယ်ရှင်အောက်ဆိုရင်မြစုကို try ကြည့်လိုက်ပါဦးမယ်သူရဲ့မတန်ဘရနီရဲ့ဒီအနှစ်လေးတွေကတော်တော်များများသူတို့ထိတာပြီးတွေ့ရပြီးအသားဆိုလို့ရှိရင်လည်းအရန်နူးညံ့တဲ့အတွက်မိစုတို့ခတ်လိုက်တာနဲ့တခါလေးပဲပါလာတယ်ပေါ့နော်ဖေ့ရလည်းလွယ်ကူပါတယ်ရှင်

။အရသာလေးရပြီးပြည့်နေတဲ့လေးရှိပြီးတော့တော်တော်လေးဆက်လုပ်ကောင်းပါတယ်ရှင်။ပြစုကစတေးလဲမာလာပါတယ်ပေါ့နော်စတေးမှာသူကတချောင်းကိုပြာ80ဖြစ်ပြီးတော့ဗာဘဲရီရိုးတချောင်းကိုပြာ80ပါဒီမှာကိုကကိုကြိုက်နှစ်သက်ရအောင်လဲရွေးပြီးတော့တခါတည်းယူလို့ရပါတယ်ရှင်ပြစုကတော့ဒီမှာကြက်တာ beef နဲ့ပြီးလို့ရှိရင် mutton နဲ့မှာခဲ့ပါတယ်ရှင် သူ့ရဲ့ source တွေကလည်းစားချင်စရာဖြစ်စားချင်စရာလေးပေါ့နော်လုံးဝပြည့်နေပြီးတော့သူသေးရကြလေးလောက်တာပေးပါတယ်။အဲဆိုရင်ဖူမီစုစမ်းစားကြည့်လိုက်ပါအောင်မင်း။သူကစာတေးကိုမြစ်စုလိုရောက်မှာခင်နာပေးတာဖြစ်တဲ့အတွက်ကိုရတာလေးရပူလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်။ ီမှာကဘာပဲရွေဘူးပြား80ဖြစ်တဲ့အတွက်မြစ်ဆူတို့ကြက်သားထားဆားလို့ရှိရင် beef တို့ပါလို့ရွေးတာတော့ကိုကကိုတော်တော်ပိုကြီးတန်တယ်ပေါ့နော်တကယ်လို့ကို beef စားလို့ဆိုလို့ရှိရင်လည်းကြက်သားရွေးလို့ရပါလေရှင်အားလုံးမင်းမျိုးစုရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်ပေးကြတဲ့ကျေးဇူးများကြီးတရှိပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာလည်းပြန်တွေ့ကြမယ်နော်။အားလုံးပဲတတဝါ